ရှော့တော်လေးကိုရှော့အနီဖက်လေးကိုအာယုဆိုင်တဲ့အနေနဲ့အာယုဆိုင်ခြင်းအပြည့်ပေါ့ဘုဟုဆရာတော်ရတော့စောင့်ကြည့်ဆိုပြီးတော့ပြောတာမာဇီဆရာတော်ဘုရားကြီးကတော့ရှုရပတ်တယ်လို့ပြောတာရှင်ဦးနေဆရာတော်ကြီးတို့ဆရာတော်ဦးတော်ဒီကတော့ဆရာတော်တတိကတ်တယ်လို့ လိုပဲပြောပြောပေါ့ဒီကတော့ဒီယောဂီအနန္တရာပေါ့အာယုန်နဲ့စိတ်ပေါ့အကြောင်းနဲ့အကျိုးပေါ့တကယ်ဖြစ်နေတဲ့တဘာဝတရားနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အတိပညာဉာဏ်ဖြစ်ဖို့ ਨੇ ဉာဏ်ဉာဏ်ဖြစ်ဖို့အတွက်အာရုံစိုက်တဲ့သဘောတတိထားတဲ့သဘောတတိဉာဏ်ပညာဖြစ်ဖို့ဦးဇင်းတို့ကြိုးစားလေ့ကျင့်ရတယ်အဝိလိတ္တလေးရှိတယ်ဆိုရင်လည်းဝိလိတ္တလေးကအဓိကမဟုတ်ဘူးဝိလိတ္တလေးကအာယုံအာယုံကအထောက်ပံ့ဒီအာယုံကိုအကြောင်းပြုပြီးတော့ဦးဇင်းတို့ဒီစိတ်ဖြစ်ပေါ်တဲ့ဘက်မှာတတိဉာဏ်ပညာဖြစ်ဖို့ကအဓိက ောတရားကြီးတွေကိုကြီးဒီနီရှုံနေတယ်များနေတယ်ဆိုတာကသူအာယုဘက်ကိုကြည့်လို့ပေါ့တော့အာယုဘက်ကိုကြည့်တဲ့ဆွဲအခါမှာလည်းဦးဇင်းတို့ကဒီပရမတ် ရှုတော့ပေါ့ဉာဏ်ရှုတော့မှမကြည့်တတ်ဘူးအဝိနည်းချက်တွေကိုရှုတာနဲ့ပိညာပေါင်းတာကိုရှုတာနဲ့ကြွရတဲ့လမ်းနဲ့ခြားတယ်ကိုရှုတာနဲ့တော့မတူဘူးလို့ထင်တာဟုတ်ဘူးလေဝိနည်းချက်တွေကလည်းပေါ်တတ်ပါုံနဲ့ဝါရောပဲပိညာပေါင်းတာကလည်းဝါရောပဲ ွားရလမ်းနဲ့ချရဆိုတဲ့ဝါရောလှူရှားမှုတွေပဲဒီတကယ်အတူတူပဲဒီအဘာမတူဘူးဖြစ်နေတာလေကိုကဉာဏ်ရှုတော့မှမကြည့်တတ်ဘူးမင်းတွေကြွားတယ်ရှုထားရင်ဒါတရားနည်းတည်းဘိန်းနာဖောင်းနာကိုရှုခိုင်းရင်ဒါနောက်တနည်းကြွားရလမ်းနဲ့ချရဆိုရင်နောက်တနည်းအဲ့လိုထင်တာကကိုတိညာမပြည့်စုံတော့သုံးနည်းဆိုတော့အာရှုပ်လိုက်တာဖြစ်လာမမှန်ရှင်းရှင်းလေးပဲရှင်းနေတာကိုရှုပ်တာမဟုတ်ဘူးကိုရဲ့နားလေမူက င်ញံရှိတော့မှာပဲကြီးတော့ဒီတူညီတဲ့တဘောကိုပြောပေမဲ့လည်းမတူဘူးလို့ထင်ပြီးတော့အာရှုပ်တယ်တွေပါလေးကဖြစ်လာတာပေါ့။တရားစရာကအဲ့ဒီမှန်ကန်တဲ့ရှုတော့တူညီတဲ့ရှုတော့ကကြည့်တတ်အောင်လုပ်တာ။အာဦးဇင်းမေဆိုပြောရင်အာယုံကြီးရှုပ်တယ်ဒါကလေးတန်းနေ။ဟိုဧည့်သည်လာရင်ပဲဖြစ်ဖြစ်ပေါ့ ာယုန်တွေကမရှုပ်ဘူး6မျိုးပဲရှိတာကိုကအဲ6မျိုးကိုနားမလည်လို့အာယုန်တွေကအများကြီးပြစ်ပြီးတော့ရှုပ်နေရတာအာတရားနည်းဆိုရင်လည်းဒီတိုင်းပဲပေါ့မိုးပုံနည်းကတဏီဆွန်းလုံးနည်းကတဏီတဲင်းနည်းကတဏီဆရာတမျိုးတဲတော်မှာပဲဟာလားဒီချိန်ကြောင့်ရဟိုလိုရှုခိုင်းလိုက်ဟိုချိန်ကြောင့်ရဟိုလိုရှုခိုင်းလိုက်ဆိုတော့မတူညီဘူးဖြစ်နေတယ်ဘာပဲရှုရှုယုတ်တရားတော့မဟုတ်နန္တရားဒါပဲ ဘာပဲရှိရှိအာယုံနဲ့စိတ်ပဲဖြစ်နေတာသူကဒီညံနဲ့ပေါ့ conclusion မလုပ်တတ်တော့အရှုပ်နေတာဒီနားမနေဘူးဆိုတာဒီဒါဖြစ်လာတာပေါ့သူအဲ့ဒီမှန်ကန်တဲ့အတိတ်ကဖြစ်ဖို့လိုတာပေါ့အဲ့မှန်ကန်တဲ့အတိတ်ကဖြစ်ဖို့ဒီနေ့တော့အဓိကမထားပဲနဲ့ပေါ့အာယုံတွေကိုအဓိကထားတယ်နီးတွေကိုအဓိကထားတယ် ်လောက်တာတွေမလောက်တာတွေကိုအဓိကထားတယ်စိတ်ပြင်းထွက်တာတွေမထွက်တာတွေကိုအဓိကထားတယ်တရားထိုင်နေတာအချိန်ကြာတာတွေဉာဏ်တာတွေကိုအဓိကထားတယ်ဒီပြဒနာဆိုတာကအဲ့ဒီတင်ညာကခြေလေတဲ့အတိုင်းအစင်းကကြည့်နေတာ။ဦးနေကအခု7မိနစ်ထိုင်ခိုင်းရာနေပြီးတော့မှတနအီထိုင်ခိုင်းကြည့်တာလေ အာစီဥစဉ်ကပြောတဲ့အတိုင်းမလုပ်ဘူးလို့ဖြစ်တယ်လို့ညာဖြစ်တယ်လို့ဖြစ်လာမှာပဲသူကအတင်းသူတို့စွန်းလုံးသူတို့မှထိုင်နေသူတွေကို7မိနစ်တနာရီလောက်တိုင်ခံကြီးသူတို့ကချိန်နေတယ်အာဒီမှာကြိုးစားအထုတ်ကနေတယ်ဒီလိုမဲမြင်တာ ပြောရင်ကတော့တင်ညာရှုတော့ကကြည့်မယ်လောဘရှုတော့ကကြည့်မယ်ဆိုရင်တော့နည်းတယ်များတယ်ဆိုတဲ့အစွန်းတစ်ဖက်ဖြစ်တယ်။ဘက်ဆက်ရှိတာပဲပြီးပြီပေါ့။ခုမှတသိန်းရှိရင်လောဘအကြီးရဲ့သူကတသိန်းနဲ့နည်းမှာပဲနည်းနေမှာပဲ။ဒိန်းထောင်ရှိလဲဒါဒီကျုပ်တသိန်းကြီးတွေဒိန်းထောင်ရှိလဲဒါမိမိညာမိရှားနေတာပဲပြည့်စုံနေလို့မဖြစ်ဘူး။အစင်းရဲတူကြတော့ဒိန်းထောင်လောက်ဆိုရင်ဒါတကယ်ဘူးပဲ။ကြီးကျယ်နေတာပေါ့။ ပြောရင်တကားတော့တကယ်မှန်တရားကနည်းတယ်များတယ်မရှိဘူးတင်ညာကလောအညာနဲ့လောဘပေါ့လေလောဘကအာကြီးနေရင်တင်ညာကပတ်စံတသိန်းကိုနည်းတယ်လို့သတ်မှတ်မှာကိုကမွေးရှာတာခက်ခဲလူဆိုရင်တော့လေတသိန်းကများတယ်လို့တင်ညာကသတ်မှတ်မှာပဲပေါ့တသိန်းကတကယ်တော့ရုပ်ဝတ္ထုတွေပဲငွေစက်ကူတွေပဲစက်ကူတွေပဲတကယ်ကတော့ တကယ်နာရရဲရောက်သွားရင်ကိုယ်တိတ်ကဘာမှတုံးလို့မရဘူးမပြောတိတစ်ပြီလောက်တော့တုံးမဝင်ဘူးဒါပေမဲ့ဦးဇင်းတို့ကနဲတယ်များတယ်နဲ့ပညာရဲ့လွမ်းမှုအောက်မှာလောဘတွေဒေါသတွေဒါဖြစ်ကြရတယ်ပတိညာမတည်ရဲ့ဆွမ်းတစ်ဖက်ကမလုပ်ဘူးသူကပညာကဆွမ်းတစ်ဖက်ကိုလုပ်နေတာအခုဦးဇင်းကမေဇိမာပရိဝေဒအလေလန်းဆိုရင်လည်း အစာလိုတော့တိတာပါလေမြစီမပရိသာအလေလအလေလမ်းမှာအင်္ဂါ၈ပါးရှိတယ်ဘာကြီးလဲဆိုတော့ဓမ္မာတိတိဓမ္မာသင်္ကပ္ပဇာတတ္တလူဆိုရင်တော့ရွတ်ပြမှာပေါ့ဒီတရားကျင့်အစနည်းတယ်များတယ်ပတ်စံရှိတာအစနည်းတယ်များတယ်တရားတင်နာအစပေါ့အာရှင်းပြတာတွေကများတယ်တရားထိုင်ခြင်းကနည်းတယ်အာတချို့ကြတော့လေတရားထိုင်ခြင်းတွေများတယ်ပေါ့အဲ့ဒါတွေကအစွန်းနှစ်ဖက်ရောက်နေတယ်ဆိုလို့ဆိုတာကိုမသိဘူ ဘာလို့မသိလဲဆိုဥစဉ်တို့တင်ညာကိုတတိမပြုမိတင်ညာကချေလေနေတယ်လို့မသိဘူးပတ်စံနေတယ်များတယ်ဆိုရင်တော့ပတ်စံဤထဲမှာပဲပတ်စံနေတယ်များတယ်ကဖြစ်နေတယ်လို့ထင်တယ်ဘုဂလိတင်ညာနဲ့လောဘကလုံးနေတာလောဘအားကြီးရင်တင်ညာကပတ်စံတတိကိုနေတယ်လို့လုံးမှာတရားကြီးနဲ့ဒီတိုင်းပဲပေါ့ကွာဝရိယလွန်နေရင်တဏှာကြီးတော့တရားကြီးကအနေနဲ့လို့ထင်ပါ ဟိုကပြင်းကြီးတဲ့လူဒီနာမိတ်ကအများကြီးလူဆိုရင်တဏှာကြီးလောက်ထိုင်ခိုင်းရင်အများကြီးဖြစ်နေပါပဲ။နဲတဲ့အများကြီးကအချိန်မှဖြစ်နေတာမဟုတ်ဘူးပတ်စံမှဖြစ်နေတာမဟုတ်ဘူး။အာယုံမှဖြစ်နေတာမဟုတ်ဘူး။တင်ညာကတမတ်နေတာပြဒနာလေဒီတိုင်းပဲပေါ့ပြဒနာကအပြင်းမှဖြစ်နေတာမဟုတ်ဘူးမအမိုက်ရှုပ်တယ်ဆိုရင်သူကအမိုက်မှာပြဒနာရှိတာမဟုတ် ကတန်ရှင်းတက်ရဖို့အလွန်မင်းလိုလားရင်ဒါရှုပ်ပတာကပြဒနာဆိုပြီးတော့တင်ညာကတတ်မှတ်လိုက်တာအစူညာနေဆိုရင်လည်းဒီတိုင်းပဲပေါ့ကတိတ်ဆိတ်မှုကိုအရန်ကိုလိုလားနေတယ်ဆိုရင်ဒါဆိုင်ကယ်နဲ့မြည်သွားတာအစပေါ့ဖုံးလန်းမြည်တာအစပေါ့အနောက်ရက်ပဲပြဒနာပဲလို့ထင်နေတယ် ့စိုက်ကြံဖုံးကြည်တန်းဒါရီရလေးသူကဘဝမှာနားရှိရင်တော့လာတိုက်ပါပဲဒါပေမဲ့သူကတိတ်ဆိတ်မှုကိုအရန်လိုလားနေတဲ့ချိန်ဆိုရင်စကားပြောကြံကစဖုံးကြည်တန်းကစယတနာဖြစ်နေတာယတနာကဖုံးကြည်တန်းမှာဖြစ်တာမဟုတ်ဘူးသူရဲ့တိတ်ဆိတ်မှုကိုလိုလားတဲ့လိုဆန္ဒတစ်ခုကြောင့်တင်ညာကဒီဖုံးကြည်တန်းကို တန်တန်ထပေါ်လာတာဟုတ်တေသနာပဲအနှောက်ရှက်ပဲလို့တတ်မှတ်လိုက်တာဘိုးရတာကလည်းပြဿနာမဟုတ်ဘူးနေပူတာကလည်းပြဿနာမဟုတ်ဒါပေမဲ့အဝတ်တွေမြန်မြန်ချောက်ချင်ရင်ဒါနေပူတာကပြဿနာပေါ့အဝတ်မြန်မြန်ချောက်ချင်ရင်နေပူတာကပြဿနာမဟုတ်ဘဲနဲ့မိုးရတာကပြဿနာပေါ့ဦးနေဆိုရင်ဒါဆူလာလေးကိုအားပြစစ်တတ်ပေါ့လေဒီမှာမိုးတွေပါလေဒီမှာဆိုရင်ဆူလာတစ်မျိုးပဲရှိတာပေါ့ အော်မိုးတွေရမ်းရွာနေပြီမိုးတွေတနေ့လုံးအုပ်နေပြီဆိုတာအားမဝင်ဘူးလေအဲဒီဦးနေလိုက်သိရမယ်ပဲပြပြပေါ့ခါလီကဦးမဦးနေ online ကနေတရားလုံးတရားတွေပြုံးမယ်ဆိုရင် internet line ကောင်းကျင်တာကိုတော့မိုးရွာရင် line မကောင်းတော့ဘူးအဲဒီဦးနေမိုးရွာတာကိုတကယ်ကိုစိတ်ပြက်စရာပဲအနှောက်ရှက်ပဲလို့တင်ညာကတတ်မှတ်လိုက်တာဒီကမကောင်းမှုကောင်းနေဆိုတာကတင်ညာကတတ်မှတ်နေ တင်ညာကလည်းဘယ်ပေါ်မှာတတ်မှတ်တာလဲဆိုတော့အဲ့ဒီလောဘဆိုတဲ့လူဆန္ဒတစ်ခုပေါ့အဝိမျက်မြန်ချောက်ကျင်နေရင်ဘိုးရတာကပြက်တနာပေါ့နေဘူးတာကလူလားเสียပေါ့ဇူလာအဝိညာဉ်တော့အဝိတ္တမြန်မြန်ချောက်ကျင်တော့နေဘူးတာကကောင်းနေဘိုးရတာကပြက်တနာပေါ့ဝိတ္တမြန်မြန်ချောက် ဘုရားမြေမြေကြောက်ကြည့်မိုးရတာကပြဒနာနေဘူးတာကကောင်းတယ်အပင်ကြီးဆိုင်ထားတဲ့လူအပင်ကြီးအတွက်ရေလိုခြင်းနဲ့ရေရီလိုခြင်းလူနည်းရေဟူတောင်းတနေတဲ့အချိန်မှာဆိုရင်မိုးရတာကကောင်းတယ်နေဘူးတာကမကောင်းဘူးပေါ့မိုးရတာနေဘူးတာမှာအကောင်းဆုံးရှိတာမဟုတ်ဘူးကိုယ့်ရဲ့လူရင်ဆန္ဒတွေအမတ်တင်ညာတွေကပဲကောင်းတယ်ဆိုးတယ်ပြဒနာပဲစိတ်ညစ်စရာပဲ ဒီလိုတတ်မှတ်နေတာပေါ့ဥစဉ်တော့ပြဿနာကိုပြင်မာရှိတယ်တင်ပြီးတော့မှလောကကိုပြင်မာရှိတယ်တင်ပြီးတော့မှဖြည့်ရှင်းဖို့ကြိုးစားနေတာပေါ့အဲ့တော့အတိအလွဲနေတာပေါ့အဲ့ဒီအတိလွဲနေတယ်ပဲဘယ်တော့အာထုတ်ထုတ်ပေါ့အတိဘဝလွဲနေတော့ဝိဇ္ဇာနဲ့အာထုတ်နေတော့ဒိဋ္ဌိနဲ့အာထုတ်နေတော့အတဏ္ဍဘကာလမှာအာထုတ်နေတယ်လို့ပဲဖြစ်တာပေါ့ ကဲသန္တာလေးမှာအာသုတ်တယ်ဆိုတာဘုရားရှင်ရဲ့အတိကိုပေါ့ဥစဉ်တို့နားလေပြီးတော့မှဒိုင်းနာကုတိပေါ့သဘောပေါက်အောင်လုပ်ပြီးမှအာထုတ်မှဝိပဿနာလမ်းကြောင်းပေါ်ရောက်တာရုပ်စရာပါနာမ်စရာပါဆိုတာကိုဒိုင်းနာကုတိနားလေလို့လို့ဥစဉ်တို့ကဒိုင်းနာကုတိတကယ်ကနားမလဲသေးဘူးသွားကြည့်နာကနာမ်သွားနေတာကရုပ်ဒီလောက်ကြည့်တော့ပဲယုံနံကိုတိနေပြီဖះဆုလို့ခြင်းတဲ့အတိုင်းတိနေပြီလို့ထင်နေတယ် ဘယ်ဟုတ်မှလဲဝင်သွားအဲ့တွားနေတာကိုရုပ်ချင်နေတာကလွဲနေတာပေါ့တွားကြည့်နေတာစားကြည့်နေတာလှုပ်ကြည့်နေတာဟာနန္တရားတစ်ခုတည်းအနေနဲ့ရှိနေတယ်လို့ထင်နေတာကလွဲနေတာပေါ့နန္တရားတစ်ခုတည်းမဟုတ်ဘူးလေလေးမျိုးရှိတာဦးဇင်းတို့ကစားကြည့်တာလဲဒီစိတ်တွားကြည့်တာလဲဒီစိတ်ချစ်တာလဲဒီစိတ်မုန်းတာလဲဒီစိတ်ပေါ့အဲ့ဒါကဦးဇင်းတို့နန္တရားကိုနားမလဲတာလေ ်ယုတ်တရားနဲ့တရားတွေကိုနားမလည်ပဲအာထုတ်တော့ယူသိန်းတော့နာမယူပါပြိစီရညံအောင်မဖြစ်ဘူးတကယ်ယုံဉာဏ်ဤကိုအိဋ္ဌာဒုက္ခအနတ္တနားလည်တဲ့ဝိပဿနာလမ်းကြောင်းကတကယ်ကတော့မရောက်သေးဘူးပေါ့အဲ့ဒါဥသိန်းတော့ပြဉ္ဉာဏ်အိဋ္ဌာတွေဒုက္ခဝေဒနာတွေမြင်တာဝေဒုက္ခသစ္စာမြင်တယ်လို့ကျင့်နေတယ်။ဒီကဒုက္ခဝေဒနာနဲ့ဒုက္ခသစ္စာကမတူဘူး။ဥသိန်းတို့သိနေတာကဒုက္ခဝေဒနာတွေ ညောင်းနေနာရီအဲ့ဒါကိုပဲဒုက္ခလုပ်နေတာညောင်းနေနာရီပြောက်ပြီးတော့ဒါလေးတမာကြီးလေးတည်လာတော့ဟာခရီးဆိုင်ကိုကောင်းလိုက်ကြဖြစ်နေဘာမှလည်းဒုက္ခတစ္ဆာဘုရားဒုက္ခတစ္ဆာကဒီယုတ်တရားနဲ့တရားတွေရဲ့တဘာဝကိုအမှန်တိုင်းသိမှာယုံနာမမှန်တိုင်းမသိတော့ဉာဏ်တော်ကဒုက္ခဝေနာကိုဒုက္ခတစ္ဆာခြင်းနဲ့ မျက်စိနာနှာခေါင်းရှာဆိုတဲ့ပေါ့ဒီရှိသိနောက်စိတ်မှာပေါ်တဲ့ဥပိ္ခဝေဒနာပေါ်တာဟိုဒီတော့ဟိုတရားကြည့်လို့ဥပိ္ခာကြီးဖြစ်နေတယ်လို့ထင်နေတယ်မဟုတ်ဘူးလေတကယ်ဥပိ္ခဝေဒနာကိုတရားဥပိ္ခာလို့ထင်နေတယ် ေဒနာကတော့၃မျိုးပေါ်မှာပဲဒီဒုက္ခဝေဒနာပေါ်မယ်ဒုက္ခဝေဒနာပေါ်မယ်ဒါခါကြီးလေဥပ္ပခဝေဒနာပေါ်မှာပဲလေမျက်စိမြင်ကိုက်ကြားကိုက်နံကိုက်စားကိုက်မှာသူကတင်ညာရဲ့ခြေလှယ်မှုမခံရခြင်းမှာတော့သူကဥပ္ပခဝေဒနာလေးကပေါ်တယ်ဒီကျွာအဲ့ဥပ္ပခဝေဒနာလေးစက်တာဝယ်လောဘဒေါသငြိမ်းနေတဲ့ခြင်းပြီးတော့ဒါနိဗ္ဗာန်ရောက်ပြီဆိုပြီးတော့ဒါတင်ရလာမကန်နဲ့အတိတ်ကူဖြစ်ဖို့လိုတယ်ပေါ့ နေဆုံးတော့ဦးဇင်းတို့ဟာရုပ်ဆိုတာပါဉာဏ်ဆိုတာပါဒီအာယုတိုင်းမှာစိတ်ဖြစ်တယ်ဆိုတဲ့ပေါ့စိတ်ကတဏှာရမှာရှိနေတာပြီးနေတာမဟုတ်ဘူးအပြင်ထွက်တာမဟုတ်ဘူးဆိုတာတော့တော့ဦးဇင်းတို့နားလည်ဖို့လိုတယ်ပေါ့ဒီတော့မှနားမလည်ပဲဦးဇင်းတို့ကအာထုတ်နေတော့တမထာတွေပဲရောက်သွားတာပေါ့တချို့တွေဝိပဿနာတရားတွေဒါအာထုတ်ကြ စ်တာလဲဒီစိတ်မုန်းတာလဲဒီစိတ်မတည်ငြိမ်တာလဲဒီစိတ်တည်ငြိမ်တာလဲဒီစိတ်အင်းဦးရောက်သွားတာလဲဒီစိတ်ဒီလိုထင်နေတော့မယ်ပေါ့အင်းတို့ကဒါတန်ရလေဆိုရင်လည်းဒီစိတ်ကလေးရပဲနောက်ကူလဲဝင်သွားတယ်ဒီလိုထင်နေတော့မယ်ပေါ့အဲ့ဒါတွေကယူမားတွေပဲလေယူမားတွေဖြစ်နေတယ်များဘယ်လိုလုပ်ဝိပဿနာဉာဏ်ဖြစ်ရမလဲဝိပဿနာဉာဏ်ဆိုတာအဲ့ဒီယူမားတွေပြုတ်ထွက်သွားတာပဲအဲ့လိုမယူဆတော့အဲ့လိုမတွေးခေါ်တော့ ါဘုရားတမာတင်ကပ္ပတမာဒိဋ္ဌိလို့ပြောတာဟောဒီဉာဏ်ပညာဖြစ်ဖို့လိုတယ်ဒီဉာဏ်ပညာဖြစ်ခြင်းအပြည့်ပေါ့လောဘကိုစွန့်ဖို့ဒေါသကိုစွန့်ဖို့ဒိဋ္ဌိအယူမာတွေကိုစွန့်နိုင်ဖို့ဒါလိုရင်းပေါ့ဒီကနားလေထားလေဆိုရင်ဦးဇင်းတို့ဒိဋ္ဌိတွေကိုစွန့်နိုင်ရမှာ ဒိဋ္ဌိယူမားတွေကိုမစွန့်နိုင်ပဲနဲ့အမြင်တွေရှင်းလင်းနေတဲ့အတိတွေရှင်းလင်းနေတယ်လို့ထင်ရဲအဲ့ဒါကဝိညာဖြစ်နေတာလူလာတန်းတာလုတာအစပေါ့သူကဤသချဘုရားအဓိကမဟုတ်ဘူးပေါ့ကိုယ်တိုင်ကိုကြလူတိုင်းဘုရားအဓိကမဟုတ်ဘူးပေါ့ဒါပေမဲ့လောကအမြင်ကတော့ဒီလိုလုတာကိုမလို့အောင်ပြောတာတော့မဟုတ်ဘူးပေါ့လေလုလို့ရတယ်အဲကမဲသူပြောဆိုရင်ကိုလူသားတာကိုဒါဆလုံးကြီးကြီးရေးမှ ဟုတ်ဘူးတကယ်လူရင်းရဲ့အိမ့်ပဲကအာလောဘဖြစ်ဖို့ဘာလို့အာလောဘဖြစ်ဖို့လဲဆိုတော့သူကအာလောဘဖြစ်မှသူကတဏှာဥပါဒဏ်ကနေလွတ်မှာလေတဏှာဥပါဒဏ်ကြောင့်ဒုက္ခရောက်တာဆိုတော့တဏှာဥပါဒဏ်ကလွတ်မှာဒီဒါနရဲ့ကျိုးဟာကောင်းကျိုးချမ်းသာကိုဖေးဆွမ်းမှာပေါ့သူကဘာတော့လို့ကိုယ်တိုင်ကိုကြလူဖို့ ဟိုလိုလုံးမလို့ဒီလိုလုံးမဆိုတော့စုံဆိုင်မှုတွေနဲ့လုံးတော့တဏှာဥပါဒ်နဲ့ပြစ်ပြီးတော့အဲ့ဒါဥပါဒ်ဒုက္ခဖြစ်ကြောင်းကိုဖြစ်စေတာပဲဒီကအာလောဘအာဒေါသအာမောဟစိတ်တွေဖြစ်ဖို့ဒါနလိုရတယ်တိရဆောက်တည်ရတယ်တိရဆောက်တည်ရင်လည်းဥစဉ်ကဟိုအားလုံးရဲ့ပြစ်လားဒီအားလုံးရဲ့ပြစ်လားအဖက်လေးစားမိရင်ပြစ်လားလုံးမိရင်ပြစ်လားမဟုတ်ဘူးလေ ဒီကအာလောဘအာရောဒစိတ်တည်ဖြစ်မှန်တယ်အာလောဘအာရောဒစိတ်ဖြစ်ပဲနဲ့ပေါ့ဒါတခုခုလုံးမိတာဆိုဟာငါမားလိချင်းဒီပေါ်မှာကုကုဆဖြစ်နေတယ်ဆိုရင်ဒီလားစောက်တည်ပြီးတော့ကုကုဆဖြစ်နေမှာတော့ဘယ်လိုလုပ်ခုလိုဖြစ်တော့မလဲကနာပြုရင်ကလောဘဆုံးမှုတာလူရင် ီလာစောက်တည်တယ်ဆိုရင်လေဒီလောဘနဲ့ဒေါသကိုဆွတ်ဖို့ဒါလိုရင်းပေါ့ဝိပဿနာလိုရင်းလေမောဟကိုဆွတ်နိုင်ဖို့ဒါလိုရင်းပဲမောဟမဆွတ်နိုင်ဘူးဆိုရင်လူလုံးဝိပဿနာလမ်းကြောင်းရောက်တယ်လို့ပြောမလဲဟိုလိုပဲရှုရှုပေါ့ဒီလိုပဲရှုရှုပေါ့မောဟဆိုတာဆွတ်လို့ပေါ့အတိမားတွေစိတ်ကိုအထဲမှာရှိတယ်တင်နေစိတ်ဓာတ်လေးဒီစိတ်မုန်းတာလေးဒီစိတ်လူကျင်တာလေးဒီစိတ် တည်ငြိမ်တာလဲဒီစိတ်မတည်ငြိမ်တာလဲဒီစိတ်လို့ထင်တာဟောမောဟပေါ့အယူမားပေါ့အယူမားကိုမစွန့်နိုင်မှတော့ဘယ်လိုလုပ်ဝိပဿနာပညာလို့ပြောနိုင်မှာဒါလေးဒီဤဖို့လိုတာပေါ့ တ်ထားတဲ့တရားကြီးကတော့သိသွားပါပြီတကယ်တရားကြီးကတော့တတိဉာဏ်ပညာဖြစ်အောင်ကျူးစားနိုင်တဲ့ချိန်တိုင်းဟာတရားအထုတ်ချက်ဒါ